အားလုံးမင်္ဂလာပါကျွန်တော်တို့ Chelsea for you နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဒါလီဘာဝူနိုင်ခဲ့တဲ့ပွဲစဉ်မှာကျွန်တော်စိတ်ထဲမှာဆွတ်ထင်ကြံနေတဲ့ကစားသမားတွေအကြောင်းပေါ့နော်ဒါလေးပြောသွားခြင်းနဲ့ဆိုပထမဆုံးအနေနဲ့ဒါပွဲစဉ်အကြောင်းကိုပြန်ပြောရမယ်ထင်တယ်ပေါ့နော်ကျွန်တော်တို့ပွဲစဉ်ကပွဲမစခင်မှာတော့ကျွန်တော်တို့အသင်းဟာဒါ underdog ပဲပေါ့နော်ပြောရရင်ကျွန်တော်တို့ရဲ့နောက်တန်းမှာတော်တော်ပြဿနာရှိနေတာဖြစ်တဲ့လို့ကျွန်တော်တို့တစ်ခါလီဘာဝူရဲ့တိုက်စစ်ကိုဒါဘယ်လိုမှထိနိုင်မယ်လို့မထင်ထားခဲ့တဲ့အနေအထားမျိုးနဲ့ကျွန်တော်တို့ ဟိုပွဲစဉ်စားခဲ့တယ်ပေါ့နော်ပွဲစားလိုက်တဲ့အခါမှာတော့မာရစကာရဲ့ game plan ကအလုတ်ဖြစ်ခဲ့ပြီးတော့ကျွန်တော်တို့အသင်းဟာပွဲကို dominate လုပ်ပြီးတော့ကစားနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီဘက်က ထွက်လာတဲ့ present ကိုလည်းကောင်းကောင်းခံခဲ့တယ်လို့ကျွန်တော်တို့တိုက်စစ်ကိုစတင်တဲ့အခါမှာလည်းတော်တော်ကြီးမားတဲ့ impact တစ်ခုကိုပြတယ်ပေါ့နော်တောင်မန်ကကာနာချူတို့ဒီပထိုနာတိုတို့ကလည်းတစ်ဖက်ကဒါ right back left back နှစ်ယောက်ကိုလည်းတော်တော်ဒုက္ခပေးနိုင်တဲ့အနေအထားမျိုးကိုတွေ့ရတယ်ဆိုတော့ကွင်းလယ်မှာဆိုရင်လည်းမွိုက်ဆက်ကန်စီတို့ဥဆောင်တဲ့ကွင်းလယ်ကတစ်ဖက်က government ဥဆောင်တဲ့ကွင်းလယ်ကိုစူးမိုးနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကဒီစူးမိုးရတဲ့အကြောင်းရင်းကတော့ပေါ့နော်မာစကာရဲ့ game plan ကအလုပ်ဖြစ်ခဲ့တဲ့သဘောမျိုးကိုတွေ့ရတယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ဒါဒီလိုမျိုးထွက်လာတဲ့ဆိုရင် J ိန်းကိုဝင်လင်မှာပို့ပေမဲ့လက်ရှိဒီနေ့ပွဲမှာဆိုရင်တော့ဒါမာလိုကက်စတိုပို့ပြီးရောအန်ဆိုဖာနန်ဒက်ခါရဒီယောက်ရင်ကူရယ်လာကဝင်နေပေါ့နော်အဲ့လိုမျိုးဝင်တဲ့အခါမှာကွင်းလက်က9ယောက်ခါလီ၄ယောက်ဒါမျိုးဖြစ်သွားတယ်။တပတ်ကလီဗာပူးရဲ့ကွန်းတွေကိုကစားသမားအများကြီးနဲ့ထိန်းချုပ်လိုက်တဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်မို့လီဗာပူးကရုံးကန်ခဲ့ရတဲ့အနေအထားမျိုးကိုတွေးရတယ်။ဆိုတော့ကွန်းလမှာကျွန်တော်တို့ကန်စီတိုကတော့အလုံးစုံတောင်းကြည့်ခဲ့တယ်ဆိုတော့ ်ကစားသမားလို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ပေါ်မှာဆိုရင်လည်းမောင်းသမဲရှာတော်တော်ကိုတွေးရတယ်ဆိုတော့ပမာသုံးအနေနဲ့ကျွန်တော်ကက်စီရိုးအကြောင်းကိုပဲဆက်ပြောခြင်းနဲ့ပေါ့နော်ကက်စီရိုးကဒီနေ့ပေါ်မှာဆိုရင် perfect ပဲလို့ပြောလို့ရတယ်ပေါ့နော်နောက်တန်း defensive မှာဆိုရင်လည်းသူအနေနဲ့အများကြီးကူခဲ့တာကိုတွေးရတယ်လို့ကိုယ်လည်းမှာဆိုရင်လည်း တစ်ဖက်ကလာတဲ့တိုက်စစ်လမ်းကြောင်းတွေကိုပြန်ပြီးတော့ဖြတ်တောက်တယ်ပေါ့နော်ဖြတ်တောက်ယုံနေမကဘဲနဲ့သူတိုက်စစ်ပြန်ပြီးတော့စတဲ့အခါမှာလည်းသူကပအဝင်ပတ်သက်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူအနေနဲ့ဒီနေ့ပွဲမှာဆိုရင်တကူလဲတွင်းခဲ့တယ်တွင်းတော့တဲ့ကိုကလည်းတကယ် quality ကိုလို့ပြောလို့ရတယ်ပေါ့နော်တစ်ဖက်ကဘာရီယာရှေ့ပေးလိုက်တဲ့ဘောလုံးကိုမာလိုကက်စတိုကလက်ခံခဲ့တယ်ပေါ့နော်လက်ခံတဲ့နေရာမှာဘောလုံးကိုကင်မထားပဲနဲ့ချက်ချင်းဆူဆူလို့ဒီကိုက်စီရိုရဲ့လမ်းကြောင်းထဲကိုထည့်ပေးတယ်ပေါ့နော်အဲ့ဒီအနေထားမျိုးမှာမက်ကလီစတာကဘောလုံးရဖို့ စူးစားပေမဲ့လည်းဝက်စကန်စီတိုရဲ့ပါနက်မှုပေါ့နော်တစ်ဖက်ကလှည့်ထွက်ပြီးတော့ဘောလုံးကို carry လုပ်သွားရတဲ့ကနေပြီးတော့ဘယ်လိုပြောမလဲဆွဲပြေးမှလို့ဆွဲပြေးမှလို့နဲ့ကျွန်တော်တို့အခွင့်ရရတဲ့အခါမှာသူ့ရဲ့ပုံစံတိုင်းပဲကန်ထည့်လိုက်တယ်ပေါ့နော်ဘုသူမရဲ့ညာဘက်ထောက်ထဲကိုဝင်သွားတာဖြစ်တယ်ပေါ့နော်တတော်လှတဲ့မြင်ကွင်းတစ်ခုဖြစ်တယ်ဒီဒီဘုမဆိုရင်အလှဆုံးမြင်ကွင်းကိုပြပါဆိုရင်ဒါကန်စီရိုးရဲ့ဂိုးပဲကျွန်တော်ပြခြင်းတယ်ပေါ့နော်ဆို ကန်စီရောကဒီအဒီမှာ၃ကိုသွင်းသွားပြီပေါ့နော်၂ကိုကအေရီယာပြင်ဘက်ကဖြစ်တယ်တကိုကတော့ကျွန်တော်တို့ဘရန်ဖိုးနဲ့ပွဲမှာလာမသိဘူးဒီအေရီယာပေါက်ထဲကနေပြီးတော့သွင်းသွားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီအေရီယာပေါက်ထဲကနေပြီးတော့သွင်းတဲ့အလုံးကြီးကပရီးမီးယားလိဂ်မှာ9ကိုရှိပြီဆိုပြီးတော့ကျွန်တော်မှတ်တမ်းနေမှာတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်လေးကိုကောင်းတဲ့ကစားသမားတော်တော်လေးကိုကောင်းတဲ့ performance ကိုပြခဲ့လို့ကျွန်တော်မြင်တယ်ဆိုတော့သူ့အနေနဲ့ဒီနေ့ဘက်မှာမောင်းတမန်နဲ့လည်းထိုက်တန်တယ်ပေါ့နော်ဟောတက်စစ်ရောဝင်းလေရော နောက်တန်းရောပေါ့နော်ဘေးလန်းမြတ်မြတ်ကိုကစားတော့တာကိုတွေ့ရတယ်ဆိုတော့ဒီညမှာမန်ယူနိုက်တက်ကစားသမားဟောင်းကိနေဖီကကန်ဆီလိုနဲ့ပတ်သက်ပြီးတော့ပြောထားတာလေးကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ကိနေဖီကဘာပြောလဲဆိုတော့ဘတ်ဆက်ကန်ဆီလိုကလက်ရှိအချိန်မှာဆိုရင်အကောင်းဆုံးပရီးမီးယားလိဂ်ကွင်းလေကစားသမားတယောက်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ ပြီးရတဲ့တန်နေနေလောက်ကတော့ဒီ Declan Rice တို့ဒီ Graven Bass တို့ပြီးတော့ Rory တို့ပေါ့နော်ဒီအသမာတွေကအကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိအချိန်မှာဆိုရင်တော့ Premier League ရဲ့အကောင်းဆုံးကွင်းလက္ခဏာသမားဆိုရင် Wesley Kennedy တို့ကိုပြရမယ်ပေါ့နော်ဒီလိုမျိုးချီကျူးနိုင်အောင်လဲသူကစွမ်းဆောင်ပြနေတယ်ဆိုပြီးတော့ဒါ Kane ဖီကချီကျူးသွားတာတွေ့ရတယ်ပေါ့နော်ဆိုဒီ Man United ကစားသမားဟောင်းဒီ Kane ဖီကပုံမှန်ဆိုရင်ဒါချီကျူးဖို့ခဲနေတယ်ပေါ့နော်ဒီ Wesley Kennedy တို့ကိုဒီလိုမျိုးချီကျူးသွားတာကိုတွေ့ရတယ်ဆိုတော့တကယ်လဲ အာဒီနေရာမှာဝိုက်ဆက်ကန်စီတို့ဟာနံပါတ်6နေရာပေါ့နော်နံပါတ်6နေရာမှာ defensive midfield နေရာမှာတော့ဝိုက်ဆက်ကန်စီတို့ဟာ premier league ရဲ့အကောင်းဆုံးကစားသမားဆိုတာတက်ကိုပို့တယ်ပေါ့နော်တကဘာလုံးမှာရှိတဲ့လက်ချိုးရည်လို့ရတဲ့ top 5 player တွေမှာပါတယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ကန်စီတို့ဟာဒီဘက်မှာဆိုရင်လည်းအဲ့လောက်ထိကိုကောင်းခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကိုပြောပါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒါ ဒုတိယကပရင်ဖြစ်တဲ့အန်ဆိုဖာနန်ဒက်ပေါ့နော်အန်ဆိုဖာနန်ဒက်အကြောင်းကိုပြောရမယ်ဆိုရင်တော့ပြောစရာတွေလည်းအများကြီးပဲလို့ထင်တယ်ပေါ့နော်အရင်တော့ကသူ့ရဲ့နေရာကခုလက်ရှိကိုင်စီရိုကစားနေတဲ့နံပါတ်6ရိုးပုံစံမျိုးဖြစ်တယ်ပေါ့နော်အရင်တော့ကဆာဂျိုဘက်စကွတ်တို့လက်ရှိရိုရီတို့ပေါ့နော်ပြီးတော့တိုနီခရူတို့ဒီပုံစံမျိုးကစားတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဟိုနီဗျာရဲ့အသွင်ပြောင်းမှုကြောင့်ဒါနံပါတ်အရိုးကိုရောက်သွားတယ်နံပါတ်8ရိုးမှာဒါပေမဲ့အရိုးဖြစ်တယ်ပေါ့နော်တက်စစ်ကိုလုံးလာလာလိုက်ရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ စပြီးအသက်သွင်းလုံးကတော့ကန်ဆီရိုကအဆင်မပြေတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့စူးစမ်းအားထုတ်မှုသူ့ရဲ့ intelligence ပေါ့နော်ဘလုံးပေါ်ခံယူတဲ့အမြင်ဒါတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဒီပြည်မှာတက်စကလိုချင်တဲ့အတိုင်းဖြစ်လာတယ်ပေါ့နော်သူတွေနဲ့နောက်ပိုင်းမှာဆိုရင်ဂိုးတွေဂိုးကိုတပြုရှင်တွေပိုများလာတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းသူ့ရဲ့ဒါနိုင်လို့စေသူ့ရဲ့ခေါင်းဆောင်မှုဒါတွေတွေးရတယ်ပေါ့နော်နောက်ဆုံးဒါကူရဲလာချိုးပေးတဲ့အလုံးပေါ့နော် SC ပေါင်းပိတ်သွင်းလိုက်တဲ့အလုံးဆိုရင်လည်းဘယ်လိုပြောမလဲ သူ့ရဲ့ပါနာမှုလို့ပြောလို့ရတယ်ဗျာပုံမှန်ဆိုရင်ဒီလိုမျိုးဘောလုံးဟိုလက်ခံရယူလိုက်တဲ့အနေအထားမျိုးမှာမနက်ပြောရင်ဘောလုံးကကြက်နေဗျာကြက်နေတဲ့နေရာမှာတစ်ဖက်ကဂက်တန်ရှိတယ်တွဲကစားလို့ရတယ်နောက်ကတက်ပြလာတဲ့လာမီးယားရှိတယ်တွဲကစားလို့ရတယ်ဒါပေမဲ့ तू ဟိုတွဲမကစားဘူးပေါ့နော်ဒါကိုဘယ်လိုပြောမလဲတကူကောင်းဆန်တယ်လို့ပြောလို့မရဘူးသူ့ရဲ့ပါနာမှုလို့ပြောရမှာပေါ့နော်သူ့ရဲ့ခေါင်းဆောင်မှုလို့လည်းပြောရမှာပေါ့နော်ဒါဘာလို့လဲဆိုတော့ကိုပါမားမရှိတဲ့အချိန်မှာဒီတောင်ကို तू ယူရတာဖြစ်တဲ့အကြောင်းမို့သူ့အနေနဲ့သူ့ပုံမှာဘယ်လိုပြောမလဲ တောင်းဝန်ရှိတယ်လို့သူခံစားရတဲ့အတွက်ကြောင့်သူလည်းဘလုံးကိုကင်ထားပြီးတော့ဘလုံးလွတ်တဲ့အချိန်မှာပဲချက်ချင်းဆိုလိုထိုးပေးလိုက်တာပေါ့နော်သူအနေနဲ့အစ်စ်မရပါပဲလေဒီလိုမျိုးအစ်စ်တည်းဖြစ်လာဖို့အတွက်ဖန်တီးခဲ့တာသူဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီဒီပွဲမှာဆိုရင်အဲ့ဘက်ဘယ်ချမ်းတစ်ချမ်းလုံးကြီးဗျာဒီကူရလာနဲ့လဲတွဲကစားနိုင်တယ်လို့အတဖက်ကကာနာချုံနဲ့လဲတွဲကစားတယ်သူအနေနဲ့လိုအပ်ရင်လဲဒါနမစစ်ဦးနေရဘလုံးလက်ခံရယူတီတီသူစူးစမ်းအထုံးမှု အပြည့်ရှိခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မို့ဒုတိယကစားသမားတစ်ယောက်အနေနဲ့ဆိုရင်ကျွန်တော်အန်ဆိုဖာနန်တက်ကိုကျွန်တော်ရွေးချင်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တတိယကစားသမားတစ်ယောက်ကိုပြောပါဆိုရင်တော့ကျွန်တော်တို့ရဲ့သာဆက်ရုပ်လူသားလို့ပြောရမယ်ကူရယ်လာဖြစ်တယ်ပေါ့နော်ကူရယ်လာဆိုရင်လည်းဒီနေ့မှာ performance အကောင်းဆုံး performance ကိုပြသွားတယ်လို့ပြောလို့ရတယ်ဆိုတော့တစ်ဖက်ကမိုဆာလာကိုထင်ရသည့်တိုင်အောင်သူအနေနဲ့ဟိုတက်စစ်ကိုလိုက်တဲ့အခါမှာလည်းမပြတ်မကွက်လိုက်ခဲ့တယ်ပေါ့နော် under underlapping လိုက်တယ်လို့ overlapping လိုက်တာလည်းရှိတယ်ပေါ့နော်ဆိုတော့တစ်ခါတလေကွင်းလယ်မှာ ကူရတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်အကွင်းလယ်မှာဆိုရင်ဒါကန်ဆီတိုဒီမလိုကက်စတိုအတွဲချောက်ကိုတူဝင်ဝင်ပြီးတော့ကူတဲ့အခါမှာတစ်ဖက်ကကွင်းလယ်ကိုတာစည်းယူနိုင်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့တဖန်နီမှာဆိုရင်လေမိုဆာလာကိုထိန်းရတာတကယ်မလွယ်ဘူးပေါ့နော်ဆိုတော့မိုဆာလာကြလာတာကတပိုင်းဒါသူ့ရဲ့လိုအနှုံးကလည်းတပိုင်းလို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ပါနမူကလည်းတပိုင်းလို့ပြောလို့ရတယ်ဆိုတော့သူ့ရဲ့ခြေစွမ်းကလည်းဒီနေ့မှာဆိုရင်အကောင်းဆုံးအနေထားကိုရောက်ခဲ့ပြီးတော့ကိုရကိုကိုလည်းဖန်တီးပေးနိုင်ခဲ့တယ်ပေါ့နော်ကိုကိုမှကျွန်တော်တို့တကယ်ကို crucial movement မှာတကယ် impact ကြီးတဲ့ goal ကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့ပွဲမှာဆိုရင်သူ့ရဲ့ performance ကလည်းသူတို့အပြစ်ပြောစရာမရှိတော့အောင်ကို perfect ဖြစ်ခဲ့တယ်လို့ပြောချင်တယ်ပေါ့နော်နောက်တစ်ယောက်ကိုပြောပါဆိုရင်တော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာတိတ်ပြီးရောလူတိတ်မတိတယ်ပေါ့နော်တိတ်ပြီးရောလဲထူးခြားခြားချီချူးမခံရတဲ့ဘာရီယာရှိကြောင်းပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာဆိုရင်ဗာရီယာရှိဟာတော်တော်ကောင်းခဲ့တယ်လို့ပြောလို့ရတဲ့ကစားသမားဖြစ်တယ် ကျွန်တော်မြင်ပြောရမယ်ဆိုရင်ဘာရီယာရှိကလက်ရှိ modern ball လုံးလောကနဲ့ဘယ်လိုပြောရမလဲကန့်ညီတဲ့ကစားသမားလို့ပြောလို့ရှာတယ်ဗျာသူ့ရဲ့ passing rate ကတော်တော်ကျယ်တယ် passing လုပ်တဲ့နေရာမှာဒါ risky bet တွေလုံးလုံးကိုသူ့အမားတွေကိုမြင်ရတာပေါ့နော်တကယ်တော့သူ့ရဲ့ football intelligence ကမဆိုးတဲ့အနေအထားမျိုးမှာတွေးရတယ်သူက face မကောင်းမမကောင်းပေမဲ့ဒီလိုမျိုးဘောလုံးကင်ပြီးတော့ကစားမဲ့ပွဲစဉ်တွေဆိုရင်ဗာလီယာရှိကအကူရတဲ့ကစားသမားမျိုးလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းဒါဘယ်လိုပြောမလဲကျွန်တော်တို့နောက်ပိုင်း ဝက်ပြီးတဲ့အခါမှာဟိုဒီတရားကိုစေပါနဲ့ပေါင်းထားတဲ့ပုံပေါ့နော်ပရိယာရှိလားတရားကိုစေပါလားမကွဲလောက်အောင်ဟိုပေါင်းထားတဲ့ပုံကြီးတွေ့ရတယ်ပေါ့နော်ဒါလေးမြင်တော့လေကျွန်တော်ချင်းနူးမိတယ်ပေါ့နော်ပရိယာရှိတာဒီနေ့ဘွဲမှာဒီလောက်ဒီတောင်ကောင်းခဲ့တာလားဆိုတဲ့အတွေ့လေးရတယ်ဆို highlight တွေလည်းပြန်ကြည့်ပြစ်တယ်ပေါ့နော်ဆိုပြောရရင်ဒီနေ့ဘွဲမှာသူဥဆောင်လာတဲ့နောက်တန်းကဒါအမှားကြီးမရှိဟိုကောင်းခဲ့တယ်လို့ပြောလို့ရတယ်တစ်ဖက်ကအချင်းပေါင်းနဲ့တွဲကစားရမှာလေအတွဲညင်ကြီးကစားနိုင်တာကိုတွေ့ရတယ်ဒီကမ်းမနှစ်ယောက်ကဘယ်လိုပြောမလဲ ကစားပုံကမတူဘူးပေါ့နော်စကေးဆက်ကလည်းမတူဘူးပေါ့နော်ဒါပေမဲ့သူတို့နှစ်ယောက်တွဲပြီးကစားလို့ရတယ်ဆိုတာကိုမာလစကာကပြသွားတယ်ဆိုတော့ဒီနေ့မှဆိုရင်လည်းကျွန်တော်တန်ရရသွားတိတတ်အော်ပါရီယာရှိကိုဒီနေ့ပွဲမှာချီးကျူးခြင်းတယ်ပေါ့နော်နောက်ထပ်ဒါကစားသမားတစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဒါလူရဲ့ကစားသမားလေး SD ဘောင်ဖြစ်တယ်ပေါ့နော် SD ဘောင်ဟာ16နှစ်နဲ့161ရက်ပဲရှိသေးတယ်ဆိုပြီးကျွန်တော် တွေ့ရတယ်ပေါ့နော်တုံငယ်လုံးတဲ့ကစားသမားမျိုးဖြစ်တယ်ဒါပေမဲ့ဒါဒီနေ့ပွဲမှာဆိုရင်သူ့ရဲ့ယုံကြည်မှုဘယ်လိုပြောမလဲ အာသူ့ရဲ့ intelligence ကိုမြင်ရတယ်အဘလုံးကိုကင်ထားတဲ့အခါမှာသူကဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုပြခဲ့တယ်ပေါ့နော်ဝင်လာတဲ့15မိနစ်လောက်မှာသူဘလောက်ထိ impact ကြီးလဲဆိုတာကိုပြခဲ့တယ်ဘလို့ရောမလဲတစ်ဖက်က robot နဲ့ဒီ budget band တစ်ကညက်ပြီးတော့ပိတ်ထားသည့်တိုက်အောင်သူဘလုံးကိုကောင်းကောင်းကင်ရဲတယ် crop ball တွေထွက်တယ်ဆိုတော့ဟိုကန်လဲကန်သွင်းနိုင်တယ်ပေါ့နော်ကန်ရင်စိုက်ပြန်ကန်တဲ့အခါမှာလည်းဒါကိုသမားတလုံးကာကွယ်သွားတာကိုတွေ့ရတယ်ပေါ့နော်တော်တော်လှတဲ့ ဒါဘယ်လိုပြောမလဲကန့်ကျဲဖြစ်တယ်ပေါ့နော်ဆိုတော့ crotin လိုက်တဲ့လုံးမှာဆိုရင်ဒါအန်ဆိုဘာနန်ဒရဲ့ပါနမှုနဲ့ပေါင်းတဲ့ကမာနာကိုရလို့နေပါတော့ဖြစ်သွားတယ်ပေါ့နော်ကန်ဆိုးစွာနေပဲဒါတိုင်ုံမှန်ပြီးတော့ဟိုထွက်သွားတာကြောင့်မို့ကျွန်တော်တို့အဆင်မရခဲ့တာပေါ့နော်ဟိုဒါပေမဲ့ဒီနေ့ပွဲမှာသူ့ရဲ့ impact ကဘယ်လောက်ကြီးလဲဆိုရင်ညီကိုလည်းဒါသိခဲ့ပြီးသားဖြစ်တယ်ပေါ့နော်လုံးဝကိုမမေ့နိုင်တဲ့ movement တစ်ခုကိုသူ့အနေနဲ့ရယူခဲ့တယ်ပေါ့နော်ကိုသွင်းလိုက်တဲ့ ဒီကုမှာဆိုရင်တော့တပတ်ကကူရယ်လာချိုးလာတာကိုသူ့အနေနဲ့သိရယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့သူကတော့ဒီကုအတွက်ဖျားသခင်ကိုယေရှုတင်တယ်ဆိုပြီးတော့သူပြောတယ်အာဒီသူ့ရဲ့အင်တာဗျူးမှာဆိုရင်တော့ဟိုဘရာဇီးလိုပဲပြောတယ်ပေါ့နော်အင်္ဂလိပ်လိုကောင်းကောင်းမရသေးဘူးဆိုတော့သူကတော့ထက်ကထက်ကဖျားသခင်ကိုပဲယေရှုတင်တယ်ဆိုပြီးတော့ပြောသွားတယ်ပေါ့နော်တပတ်ကကူရယ်လာရဲ့ချိုးလာတာလည်းကောင်းတယ်အာဆဆတေဘောပေါ့နော်ဟိုအန်ဆိုဖနန်ဒက်ရဲ့ အမြင်ရှုစုရှောက်မှုကိုလည်း မြင်ရတယ် SD ပေါင်ရဲ့တည်ငြိမ်မှုကိုလည်းမြင်ရတယ်ပေါ့နော်ကျွန်တော်ကိုရသွားတဲ့အချိန်မှာတကယ်ကိုရှင်သက်ရှုမှုကိုမြင်ခွင့်ကိုမြင်ခဲ့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်တစ်ဖက်ကနီးပြားကလည်းလုံးဝကိုဘယ်လိုပြောမလဲကျွန်တော်မော်ရီဟိုတောင်ပါပြန်မြင်မိတယ်ပေါ့နော် ကွင်းတက်စလိုင်းတစ်လျှောက်ကြီးကိုပြေးပြီးတော့ဒါသူတို့နဲ့အတူတူအောင်ပွဲခံတာဒါကိုမြင်ရတာဟာကျွန်တော် ဟိုဘယ်လိုပြောမလဲကျဉ်းနှူးဖို့ကောင်းတယ်လို့ကျွန်တော်တို့အသင်းဟာအဆူစီစီရှိနေပြီဆိုတာကိုလည်းမြင်ရတယ်ပေါ့နော်ကျွန်တော်တို့အနာဂတ်မှာတိကျပိုကောင်းလာနိုင်တယ်ဆိုတဲ့အတွေးကိုလည်းရတယ်ဒီနေ့မှဖက်ပြောစရာရှိတာကတော့အန်ဆိုမာလစကာရဲ့အနီးပေါ့နော်ဆိုတော့ပရီးမီယာလိဂ်ကဟိုဘယ်လိုပြောမလဲ အဲဒီလိုမျိုးအခြေအနေတွေကမဖြစ်သင့်ဘူးလို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။စီကန်းကစီကန်းဆိုပေမဲ့ဒါကျွန်တော်တို့ရဲ့ sample ပဲဖြစ်တယ်ဗျာ။ကျွန်တော်တို့ရဲ့နှီးပြားဖြစ်တယ်။အောင်မွေးခန္ဓာကလည်းဘာမှလုံလုံချုံချုံမဟုတ်ဘူး။ပြိတ္တတွေချာဝင်တော့လည်းမဟုတ်ဘူး။သူအတင်းသားတွေနဲ့အောင်မွေးခန္ဓာပဲ။ဒါဟုတ် နှစ်ဝါတနီပေါ့လေထားပါတော့အနီကထပ်ပြရဲဆိုတာကြီးကဒါမဖြစ်သင့်ဘူးဗျာကျွန်တော်တို့အနေနဲ့ဒါဒါစိတ်ကန်စားချက်ရာ emotion ရတစ်ခါတလေအောင်ပွဲခံတာပဲဗျာဒါလောက် show ပေးလိုက်လို့ရတဲ့အနေအထားမျိုးမှာဒိုင်ကတော့ဟိုတည့်တဲ့အတိုင်းပဲအနီကထပ်ပြသွားရဲပေါ့နော်ဆိုတော့ ပြောချင်တာကတော့ဒီနေ့ပွဲမှာဆိုရင် S3 ပေါင်ကလည်းတကယ်ကောင်းငဲတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့နီးပြအနေနဲ့လည်းသူ့အနေနဲ့ဂိမ်းတိုင်းအာပေးရမယ့်အချိန်ရောက်ပြီလို့ပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲသူ့ကို intelligent ဖြစ်ဖြစ်တော့၃မှာဖြစ်မှာပေါ့နော်ဒီကစားသမားလေးကအသက်မှာ16နှစ်ရှိသေးတာကြောင့်မို့ Premier League ရဲ့ intensity ကိုလိုက်နိုင်ဖို့တော့ကြိုးစားရအောင်မယ်ဆိုတော့ဟိုတရားမရဖို့လည်း အဘယ်လိုပြောမလဲထိမ့်သိရမယ်ပေါ့နော်ဘရာဇီးကသမားတွေကထိုင်ဟန်ရလို့ရဖြစ်တာကြောင့်မို့ဒါကိုလည်းကျွန်တော်စိုးရင်နဲ့ဆိုတော့ဘလိုပဲဖြစ်ဖြစ်အဒီနေ့အနိုင်ကိုတော်ကတော့သူ့ကိုအများကြီးချီးကျူးရမယ်ကျွန်တော်လည်းမျှော်လင့်ခြင်းစရာဖြစ်လာတယ်ပေါ့နော်ဆိုတော့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့ဒါကသမားအစ်စ်ကာနာချိုပေါ့နော်ကာနာချိုအကြောင်းပြောရမယ်ဆိုရင်ဒီနေ့မှလည်းပြောရတာရအများကြီးရှိတယ်သူပြောလို့ရတယ်သူက test line တစ်လျှောက်သူကစားနေတာက ဟိုဘယ်လိုပြောမလဲမန်ယူနိုက်တက်မှာတော့ငါကနာချုံနဲ့မတူတော့ဘဲနဲ့ပို့ပြီးတော့ intelligent ဖြစ်လာတာကိုတွေ့ရတယ်ပို့ပြီးတော့ skill set မြင့်လာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ချက်လာတဲ့ဘလုံးတွေကိုသူထိမ့်သိမ်းရမှာအရင်တော့ငါလို့မဟုတ်ဘဲနဲ့ first step တွေကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်း corner player ကိုသူ့အနေနဲ့အလုံးရှုပ်စေခဲ့ပြီးတော့ corner player ကနောက်ပိုင်းထုတ်ရတဲ့အဆင့်တောင်မှရောက်သွားတယ်ပေါ့နော်ဒီဘက်မှာပထမတူထက်တောင်မှသူကပို့ပြီးတော့ impact ကြီးတဲ့ကာသမားလို့ကျွန်တော်ကတော့ပြောချင်တယ်သူ့အနေနဲ့ဟို တဖြည်းဖြည်းနဲ့တော့ပို့ပြီးတော့အသားကျလာပြီလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့ဂျမီကတန်ထက်စားရယ်နော်ကာနာချိုဟာဒီပရီးမီယာလိမ်မှာပို့ပြီးတော့ဟိုအင်ပက်ကြီးမဲ့ကစားသမားမျိုးလို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့နောက်ဆုံးတယောက်ကိုပြောပါဆိုရင်တော့ကျွန်တော်လာဘီယာကိုပြောချင်တယ်ပေါ့နော်လာဘီယာကဝင်လာတဲ့မိနစ်အရင်ကြီးမများပြီမဲ့လေသူ့ရဲ့ impact ကအရင်ကြီးကြီးတယ်ပေါ့နော်ဒီသမားနဲ့လီဗာပူးရဲ့ဘယ်လိုပြောမလဲရေးဆက်ကလည်းပြောရတာဖြစ်တယ်ပေါ့နော်ဆိုတော့လာဘီယာက ပြီးခဲ့တဲ့ယာတီတုန်းကလည်းလပအုံးနဲ့ခံပြီးတော့နာသွားတယ်ဆိုတော့ယာတီအပိတ်မှာဆိုရင်လည်းလပအုံးနဲ့ပုံမှာပဲပြန်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်လည်းအเจ้าဖန်လာတာကပါရီယာရှိတို့အချင်းမောင်တို့နာသွားတဲ့အခါမှာသူကမဖြစ်မနေကိုဝင်ရတဲ့အနေအထားမျိုးဖြစ်သွားတယ်ဆိုတော့ဒီနေ့မှာသူ့ရဲ့ impact ကလည်းကြီးခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်သူက ဘောလုံးကိုလက်ခံရတဲ့ player assistant ကောင်းတဲ့ကစားသမားတယောက်ပြီးပြီးဒါ player တိုက် space တွေမှာဆိုရင် तू ကကောင်းကောင်းအလုပ်လုပ်တဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ Kaisiro နဲ့လည်းအတွဲညီတယ်လို့ဟို player နဲ့ progressive pad တွေ forward pad တွေလည်းထွက်တယ်ပေါ့နော်တခါလေ key pad တွေပါထွက်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားရဲ့ဟို impact ကိုကျွန်တော်တို့ဟိုတည်ပြီးသားဖြစ်တယ်ဗျာဆိုတော့ လာဘီယာဘလောက်ကောင်းလဲဆိုတာကျွန်တော်တို့သိတယ်နီးပြလည်းသိတယ်အသင်းပေါ်မှာဘလောက်ထိ impact ကြီးလဲဆိုတာလည်းသိတယ်ဒါပေမဲ့ဒီကောင်မကဒဏ်ရာအကြောင်းပြည်တနာတွေဖြစ်နေတာပေါ့နော်ဆိုတော့သူ့ကိုတော့ဟိုနီးပြကလည်းဒါဂျိန်းတို့တုံးတယ်လို့ပဲတဖြည်းဖြည်းချင်းနဲ့အချိန်ယူပြီးသုံးရမယ်ဆိုပြီးပြောသွားတယ်ပေါ့နော်ပပနဲ့နဲ့သုံးမှဒါလည်းဒီကောင်မကရှိရှိခံမယ်ပေါ့နော်ဒီလိုမျိုးပြောသွားတာဒီတွေ့ရတယ်ဆိုတော့ဒီနေ့ပေါ်မှာဆိုရင်လည်းသူကတော်တော်ကောင်းခဲ့တဲ့ကောင်မလို့ကျွန်တော်ချီးကျူးခြင်းနဲ့အားလုံးကတော့ကောင်းကြပါပဲ တော့ highlight လုပ်ပြီးတော့ပြောစရာဆိုရင်တော့ဒီကသမားတွေပဲကျွန်တော်ကတော့ပြောခြင်းလဲဆိုကိုသမားအနေနဲ့လည်းဒါအများကြီးမဖန်လန်းရတာဖြစ်တဲ့အတွက်ကြောင့်မဘာမှတော့မပြောစရာမရှိဘူးပေါ့နော်သူအမှန်ရင်းလည်းမလုပ်ခဲ့သလိုဆိုကိုကောက်ွက်မူလည်းတိတ်ပြီးတော့မလုပ်ခဲ့ရတာကိုတွေ့ရတယ်ဆိုဆရာပထုနတူကလည်းသူ့လို့သူလုတ်သွားတယ်ဂျင်းကလည်းဒီနေ့မှဆိုရင်ပြောပြောမလဲအသင်ကောင်းဆောင်တယောက်ရဲ့တောင်းကိုကောင်းကောင်းရှင်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့သူအနေနဲ့ right back မှာကစားပြီးတော့ကစားသမားတွေနားတဲ့အခါမှာ CV မှာဆင်းပြီးတော့ကစားရတဲ့အနေအထားမျိုးရောက်သွားရတယ်ပေါ့နော်သူပွဲပြီးတဲ့အခါမှာဘာပြောလဲဆိုတော့ကျွန်တော်ဒီ CV နေရာမှာဘလို့မှမကစားတတ်ဘူးညီတော်ကလည်းမကစားဘူးလို့ပြောတယ်ပေါ့နော်ဆိုတော့သူအနေနဲ့ပထမဆုံးဒါကိုကစားရတာဖြစ်တဲ့အတွက်ကြောင့်မို့အခက်ခဲတော့ရှိတယ်ဆိုပြီးပြောတယ်ဒါပေမဲ့သူအကောင်းဆုံးစ조사သွားတာကိုတွေ့ရတယ်အကောင်းဆုံးကစားနိုင်တာကိုလည်းကျွန်တော်ခံစားမိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့ဒီလိုပုံမှာဆိုရင်တော့အကုန်ချီကျူးရမှာ ဖြစ်တယ်ပေါ့နော်။နီးပြားကအစာပြီးတော့ကစားသမားတွေအကုန်လုံးကိုချီကျူးရမှာဖြစ်တယ်။ဆိုတော့ညီကတို့ကဘယ်လိုမြင်လဲပေါ့နော်။ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ညီကတို့အမြင်လေးတွေခန်းစားချက်လေးတွေဒါပြောသွားကြပါအောင်။အားလုံးကျေးဇူးတင်ပါတယ်ညီကတို့နောက်ပြန်မှပြန်တွေ့ပါမယ်။